thank you င်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် NND လွတ်တော်ကိုယ်စားလှယ်ဦးနေနေအောင်လွတ်မြောက်နေမြေမှာကွယ်လွန်နေအကြောင်းတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းတန်လင်းမြို့နယ်အမတ်တေရန်ကုန်တိုင်းလွတ်တော်ကိုယ်စားလှယ်ဦးနေလင်းအောင်ခေါ်ကိုပေါင်းစားကဧပြီလ29ရက်မနက်ပိုင်းမှာလွတ်မြောက်နေမြေတနေရာမှာကွယ်လွန်ခဲ့ကြောင်းနှိစက်သူများထံမှသိရပါရယ်အသက်45နှစ်အရွယ်ဦးနေလင်းအောင်ကပြီးခဲ့တဲ့ရက်ပိုင်းတွင်နေမကောင်းစဖြစ်ပြီးစိတ်ကုသနေရာမှာတက်တာလာခြင်းမရှိတာကြောင့်ထိုင်းမြန်မာနယ်စပ်ရှိစေယုံတယုံကိုပို့ဆောင်စဉ် န်းခုလက်မှာကွက်လွန်သွားခြင်းဖြစ်ကြောင်းသိရပါတယ်။လွန်ခဲ့တဲ့၄-၅ရက်ကနေမကောင်းမှုအဆုတ်ရေဝိုင်းနေတဲ့နှလုံးအမောဖောက်တဲ့ပေါ့ တောထဲကအစည်းကံပြတယ်အဲ့ကနေမှစေယုံကိုလာတာညကအမောဖောက်ပြီးဒီမနက်မှာဆုံးသွားတယ်လို့ဦးနေလျောင်ရဲ့မိတ်ဆွေလွတ်တော်ကိုစလေတုံးကပြောပါတယ်ဦးနေလျောင်က2015ခုနှစ်နဲ့2020ခုနှစ်တို့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NND ရဲ့တန်လင်းမျိုးနဲ့အမတ်တေရန်ကုန်တိုင်းလွတ်တော်ကိုစလေဖြစ်ရွေးကောက်ကံကိုစလေဖြစ်ပါတယ်2021ခုနှစ်ကစစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်းလွတ်မြောက်နေမျိုးကိုထွက်လာကစစ်အာဏာရှင်တော်လိုင်းဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၎င်းရဲ့မိတ်ဆွေတုံးကပြောပါတယ်၎င်းကပြည်သူနဲ့အတူတိုက်မယ်ဆို ြီးဘယ်ပြည်ပနိုင်ငံကမှသူမထွက်ခဲ့ဘူး။နောက်ပြီးမြို့ပေါ်မှာမလုံခြုံရင် သူရှိတဲ့နေရာကိုလာဖို့အမဲဖိတ်ခေါ်တယ်လို့ပြောပါရယ်။တန်လင်မြို့ကန်တအူကလည်းအလုံးလုံးနေတဲ့လူတယောက်ဖြစ်လို့အယံနဲ့မျောရတယ်။တန်လင်မှာမြို့နယ်အတွက်လည်းအားကိုရတယ်။လုံလဲလုံနိုင်တဲ့အာနာသိပြီးနောက်ပိုင်းမှာသူအလုပ်တွေလုပ်နေတယ်။သူ့အနေနဲ့တာဝန်ကျတဲ့နေရာကနေလုပ်ပြီးခဲ့တာတွေအများကြီးရှိတယ်လို့ပြောပါရယ်။ကိုနေလင်းအောင်ရေရှုပ်အလောင်းကို၎င်းနေထိုင်ခဲ့တယ်။လွတ်မြောက်နေမြေတနေရာကိုပြန်လည်တည်ဆောင်ပြီးနိုင်ပြုလုပ်မယ်လို့တရားဝါရယ်။ နောက်ထပ်တစ်ပုတ်အနည်းနဲ့အပြည့်ရက်ကာလစစ်ကောင်စီတိုက်ခိုက်မှုကြောင့်ရက်သား20တိဆုံးခဲ့ကြောင်း KNU ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကငလင်ကြောင်းအပြစ်ကတ်ရဲဆဲခဲ့တဲ့အပြည့်လာ၂ရက်နေ့ကနေ22ရက်နေ့တွင်ကရင်ပြည်နယ်မှာဝင်ဟင်ကနေပုံကျင်းမှုလက်နက်ကြီးပစ်ခတ်မှုတွေကြောင်းရက်သား20တိဆုံးခဲ့တယ်လို့ကရင်မျိုးသားစီယုံ KNU အပြည့်လာ26ရက်နေ့ညနေကထုတ်ပြန်ပါတယ်။ရဟန်းနှပါကိုရင်စည်းတပါပါဝင်ရက်သား59ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖုန်ကြီးကြောင်း၅ကြောင်းဖျားကြောင်း၁ကြောင်းနဲ့နေအိမ်29လုံးပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ တယ်။စစ်ကောင်စီရဲ့အပြစ်ကတ်ရစိုင်းအကြီးညာချက်ကနိုင်ငံတကာဖွဲ့စည်းတွေကနေအကူအညီတွေရဖို့ရည်ရွယ်ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်တဲ့မြို့ရတွေကပြည်သူလူထုတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေကိုတော့အဆက်မပြတ်လှုပ်ဆောင်နေရလို့ KNU ထုတ်ပြန်ကြမှာဖော်ပြပါရယ်။ဒါနဲ့ပတ်သက်လို့မေးမြန်းနိုင်ဖို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုတရင်ဌာနကဒီကနေ့မှဆက်သွယ်ခဲ့ပြီးမယ်ဖုန်းလက်ခံဖြေကြားတာမျိုးမရှိပါဘူး။ AP လ20ရက်နေ့ကတော့အပြစ်ကတ်ရစဲထားတဲ့ကာလမှာ KNU ဘက်ကစစ်ကောင်စီစခန်းတွေကိုလ ာရောက်တိုက်ခိုက်တာရှိတဲ့အကြောင်းစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကနိုင်ငံပိုင် MRTV ရုပ်သံကနေတဆင့်အခုလိုဆွဆွဲပြောဆိုခဲ့ပါတယ်။ KNU အနေနဲ့လည်း Concrete ၅တိုင်ရွာဗရံများကွင်းစားတဲ့နေရာတွေကို AP လ19ရက်နေ့မနက်၈နာရီမှာတိုက်ခိုက်ခဲ့တဲ့အပြင်မြောက်ရီမှာရှိတဲ့မော်ဖားတူလုံးကျုံကြီးစခန်းနေရာကိုမနက်၈နာရီ50မှာတိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီကငလင်ကယ်ဆိုင်အတွက်ဆိုပြီးယာယီအပြစ်ခတ်ရဲစဲကာလကိုဧပြီလ30ရက်နေ့ထိတက်တန်းတူထားပါတယ်စစ်ကောင်စီကအပြစ်ခတ်ရဲစဲကြောင်းကြေညာခဲ့တဲ့ဧပြီလ2ရက်ကနေ24ရက်ထိလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှု192ကြိမ်ရှိပြီးအဲ့ဒီတဲက83ကြိမ်ကငလင်ဘေးတင်ဒေသတွေမှာလှုပ်ဆောင်ခဲ့တာလို့ကုလသမဂ္ဂလူ့ခွင့်ရုံးကပြီးခဲ့တဲ့ရက်ပိုင်းကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ April 2ရက်ကနေ16ရက်တွင်စစ်ကောင်စီကတရက်ကိုပြန်မြလေရင်ဒါမှမဟုတ် drone တိုက်ခိုက်မှု10ကြိမ်နီးပါးကံပြုလုပ်ခဲ့ပြီး နေစဉ်လူချအုပ်ထက်မနေတည်ဆောင်ခဲ့ကြောင်းဒီကာလအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်တည်ဆောင်သူ၁၅၀ရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်တပုတ်အနေနဲ့တရုတ်အန်ဒီရဲ့မြေများထီကြီးမှလာတဲ့ဆိုတာကိုမိမောင်းထုတ်ပြလာခြင်းဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မဟာဗျူဟာနဲ့မူဝါဒရေးရာအင်စတီကျူမှပဋိပက္ခငြိမ်းချမ်းရေးနဲ့အလုံးစုံရေးဆိုင်ရာမြမအရေးတာဝန်ခံဦးကျော်ထအောင်မှမြမတော်လိုင်းအရှင်အဟောင်းမြေများတင်ခရင်းရောက်နိုင်တဲ့အတိုင်းတာကိုတရုတ်ကဆုံးဖြတ်ကန့်သက်လာတော့မယ်ဆိုတဲ့ခေါင်းစဉ်နဲ့တရုတ်ရဲ့အန်ဒီရဲ့ကြီးထွားလာနေတာကိုမိမောင်းထုတ်ပြလာတဲ့ ောင်းပါဖြစ်လို့အားလုံးသိတဲ့နယ်လို့ယူဆပြီးကောင်းလို့တင်ပြပေးသွားမှာဖြစ်ပါတယ်။2021ခုနှစ်အာနာသိမ်းမှုနဲ့ဒူးပြင်းထန်လာတဲ့အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့်နိုင်ငံတော်ဝန်ပြည်သူတွေရဲ့လက်နက်ကိုင်အုံကြွတွန်းလှန်ခဲ့ရမှာပြည်ရင်းစစ်မီးကြီးဟာမီဟုံဟုံတောင်းလာခဲ့ရတဲ့လက်နက်ကိုင်တော်လိုင်းအဖွဲ့ပေါင်း900ကျော်နဲ့ထိတောင်မှထွက်ပေါ်ခဲ့ပါတယ်။တိုက်ပွဲပေါင်း16000ကျော်ဖြစ်ပွားလာခဲ့ပြီးအရှိတောင်အာရှရဲ့လက်တော်သမိုင်းစင်မှာအပြင်းထန်ဆုံးပဋိပက္ခကြီးဖြစ်လာခဲ့ပါတယ်။ ဒီပြည်တွင်းစစ်ကြီးမှာအရေးပါတဲ့အလဲပြောင်းကြီးက2023အောက်တိုဘာလမှာစတင်ခဲ့တဲ့ညီနောင်သုံးဖော်မဟာမိတ်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းဦးဆောင်တဲ့2029ထိုးစစ်ကြီးနဲ့ထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါထိုးစစ်ကြီးကြောင့်စစ်တပ်ကတမိုင်းတရှောင်မကြုံစပူးအောင်အထိနာသွားခဲ့ရပြီးနေမြေအမြောက်ပြဆုံးရှုံးသွားခဲ့ရမှုနဲ့အတူလာရှိုးနဲ့အတူအရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပါလက်လွတ်ခဲ့ရပါတယ်။ဒီလိုအခြေအနေများဖြစ်ပေါ်နေစဉ်မှာတရုတ်ကပြည်တွင်းရေးဝင်ရောက်မဆွတ်ဖက်ရည်မှုလို့ဆိုပြီးတစ်ချိန်လုံးညှိနှိုင်းတက်နေခဲ့တယ်။ဒါပေမဲ့၎င်းတို့အကျိုးစီးပွားက ကွယ်ပေးနိုင်ဖို့မြန်မာကိုမြည်တို့မြည်ပုံးကန်တဲ့သွားမယ်ဆိုတာကိုချိန်စားတွက်ချက်နေပြီးမျက်ခြေမပြတ်စောင့်ကြည့်နေရတယ်။2029ဆစ်စင်ရင်ရဲ့ဒုတိယဆင်ရောက်လာခဲ့တဲ့အချိန်မှာတော့တရုတ်ကဖြန့်ဖြေးရမယ်လို့ဆိုပြီးပြက်ပြက်သားသားနဲ့ဖိအားပေးအချုပ်ကိုင်းတဲ့လီတံမျိုးထွက်လာခဲ့တယ်။အခုတစ်ချိန်မှာတော့၎င်းတို့အကျိုးစီးပွားနဲ့အညီဖြစ်လာမယ်ဖြည့်ရှင်ချက်မျိုးထွက်ပေါ်လာအောင်မရမကလှုပ်လာကြတော့တယ်။မြည်တီဘက်ကမှ၎င်းတို့ရဲ့ဒေသအတွင်းဩဇာလွန်မှုမှုကိုပြက်ပြက်အောင် လုပ်မလာနိုင်စေဖို့ဖြစ်တယ်။တန်တမန်ရေးဖိအားပေးမှုတွေစီးပွားရေးမလုံနေကြောင်း၎ င်းတို့လိုချင်တဲ့ရာလက်ထပ်ပေါ်လာခဲ့ပြီး2025အေပြီလတွင် MNDA ကလာရှိုးကိုစစ်တပ်ကိုပြန်ပေးခဲ့ရတယ်။ဒါကိုကြည့်မယ်ဆိုရင်တရုတ်တို့ဝင်ရောက်ဆက်ဖက်မှုမရှိဘဲဘလုံးမှဖြစ်လာနိုင်စရာ ရှိမှာမဟုတ်ဆိုတဲ့အချက်ကိုအထင်ရှားတွေ့လာရပါတယ်။တရုတ်ကဒီလိုပုံစံမျိုးတိုးပြီးကျင့်သုံးလာပြီးစပိုင်းဝိုင်းမှာမြည်တီတို့ကိုခေါ်ထိုင်ခိုင်းပြီးမြည်သူကိုလူကျင်နာပေးရမယ်ဆိုတာကိုပါဆုံးဖြတ်လာတဲ့အစဉ်ရောက်လာခဲ့တယ်။တရုတ်ရဲ့ထင်တိုင်းကျဲလာနေမှုကတော်လန်ကြီးရဲ့အရွေးကိုဟန်တားယုံကြည်အောင်တာမကနိုင်ငံရေးမျက်နှာစာကိုပါသူနီးသူဟန်နဲ့ပုံဖော်နိုင်ဖို့ကြိုးပမ်းလာနေလို့တော်လန်ပေါ်တက်ရောက်လာနိုင်တဲ့အချက်သုံးချက်ကိုတွေ့လာရပါတယ်။ ပထမအချက်ကတရုတ်ကဒေါ်လာရင်းအောင်ပွဲကိုမြေမြအတိုင်းတာထိတာရှိစေရမယ်လို့မဟာဗျူဟာအရတွက်ချက်ကန့်သက်ထုတ်ကြေနိုင်စွမ်းရှိလာခြင်းဖြစ်တဲ့ပြည်သူများရဲ့အပိတဲရီမန်ချက်ကဆေအာနာရှင်စနစ်လက်နက်ကိုင်းတွန်းလှန်ခြင်းဖြင့်မြမမြေပေါ်မှာအပိတိုင်းပြောက်ွယ်သွားရေးဖြစ်တဲ့တရုတ်ကရှမ်းမြောင်မှာချင်းချောက်အချက်ကိုင်းတဲ့ပုံစံမျိုးနဲ့ဝင်ရောက်ဆက်ဖက်လာခြင်းကြောင့်မြမဒေါ်လာရင်းကထိခိုက်လာခဲ့ရတယ်။ဒါပေမဲ့ဒေါ်လာရင်းတက်များတိမ့်ပိုက်ထားတဲ့မြို့ရွာနယ်မြေတိုင်းကိုအဲ့ဒီလိုလှုပ်လာဖို့မရှိတော့လဲ၎င်းတို့အဓိကအကျိုးစီးပွားထိခိုက်လာမယ်ဆိုကဝင် ောက်ပတ်သက်လာတော့မှာဖြစ်တယ်။ဒါကတရုတ်ကစစ်ကောင်စီဘက်ကလိုင်းလုံနေခြင်းမျိုးမဟုတ်ပဲ၎င်းတို့အကျိုးစီးပွားအတွက်မဟာဗျူဟာပိုင်းရာကြဲကြဲပြန်ပြန်တွက်ချက်ပြီးလက်ရှိနိုင်ငံအတွင်းမတိမငင်ရွေးရှားနေတဲ့ပါဝါချင်းကင်ရှာကို ground balancing ကိုမြေပြင်အခြေအနေကိုထိန်းချုပ်ပေးနိုင်ဖို့ရည်ရွယ်ချက်ရှိရှိလုပ်လာခြင်းဖြစ်တယ်။ဘင်ဂျင်ကမြန်မာမှာနေမြေများအကွဲအကွဲပြည့်ပြည့်ဖြစ်ခြင်းတန်းနိုင်ငံရာကွဲပြဲနေခြင်းကပိုပြီးထိန်းချောင်းရလွယ်တယ်လို့ရှုဆထားတယ်။ဒါမှသာနိုင်ငံကိုပြိုကွဲမသွားစေဘဲအကွဲအပြင်းများနဲ့အင်အားကြီးနေနေမှသာ က၎င်းတို့ရည်ရှိအကျိုးစီးပွားအတွက်အလုပ်ဖြစ်မှာဖြစ်တဲ့မြမကိုပြိုကွဲမသွားစေပဲ၎င်းတို့အလို့ကြလန်ရောလာမယ်နိုင်ငံမျိုးအဖြစ်ဆက်လက်ရှိနေခြင်းကသာအကောင်းဆုံးအခြေအနေလို့သတ်မှတ်ထားပြီးဖြစ်တဲ့ ဒုတိယအချက်တရုတ်တွင်ပြင်လက္ခဏာတွေပါတဲ့ပဋိပက္ခအဆုံးသက်ရေးဆိုတာကိုမြန်မာကိုကိုးကားပြီးပုံစံချထွက်ပေါ်လာနိုင်ခြင်းပဲဖြစ်တဲ့ရခိုင်ကငြိမ်းချမ်းရေးအတွက်အနောက်တိုင်းအလူရှင်များနဲ့အစိုးရများကအလုံးရင်ပံ့ပိုးပြီးတော့လေရှားလက်အသင့်တင်သာရရှိခဲ့တဲ့တရုတ်ကရှင်းရှောင်းမြန်မာပဋိပက္ခကိုဘယ်လိုစီမံပုံဖော်ရမလဲဆိုတာကိုလာရှုကိုနမူနာထားပြီး၎င်းတို့ပုံစံသစ်ကိုထုတ်ပြန်လာခဲ့တာဖြစ်တဲ့လက်ရှိမှာအမေရိကန်ကမြန်မာနဲ့ပတ်သက်ပြီး၎င်းတို့အဖွဲ့အစည်းတွေကိုရန်ပုံငွေတွေဖြတ်တောက်ကနောက်ဆုတ်သွားကြတယ်လည်းဖြစ်ပြီးတရုတ် တ်ကရင်းရင်းတင်းတင်းလှုပ်ရှားလာခြင်းဖြစ်ပါတယ်။တရုတ်ကမြန်မာသားမကအာဆီယံရဲ့အကြီးကနိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့မလေးရှားကိုပါဩစာတန်ရောက်နိုင်စွမ်းရှိနေတဲ့တရုတ်ရဲ့မိုဒယ်ကပဋိပက္ခတွေရော့ချအောင်လောက်ကောင်းလုံနိုင်မယ်ဆိုတော့လေရှိရှိတည်တတ်မယ်ငြိမ်းချမ်းရေးရဖို့လက်ရှိပုံသဏ္ဍာန်ကိုပြုပြင်ပြောင်းလဲအောင်လုပ်နိုင်တော့မှာမဟုတ် တတိယအချက်စိုးရိမ်စရာအကောင်းဆုံးချက်လည်းဖြစ်ပါတယ်မြန်မာမှာတရုတ်ကတက်ကြွပြီးတပြေပြေတိုင်းရိုက်ပါဝင်ပတ်သက်မှုကြောင့်ကျေပြန့်တဲ့ပထဝီနိုင်ငံရေးဆိုင်ရာအန်ဒီယန်များနဲ့တက်ဆိုင်လာခြင်းဖြစ်တဲ့လောလောဆယ်မှာကမ္ဘာနိုင်ငံရေးမှာ လာရနှစ်ခုထွက်ပေါ်လာတဲ့၎င်းကအမေရိကန်နဲ့တရုတ်ကြားဘူမိနိုင်ငံရေးကိုလိလျူရှုလာမှုနဲ့ဘူမိနိုင်ငံရေးရှင်ပြိုင်လာမှုပဲဖြစ်တဲ့အဲ့ဒီလာရနှစ်ခုစလုံးကမြန်မာအတွက်ရင်းရှိမှာအန်ဒီရဲ့ပေးလာနိုင်ပါတယ်နိုင်ငံတကာဖို့အခြားနေရာတွေမှာဖြစ်ပေါ်လာနေတဲ့ပဋိပက္ခတွေကြောင့်စိတ်ကုံလာမှုနဲ့ပြည်တွင်းရေးဘက်အာရုံစိုက်လာခြင်းတွေကြောင့်ဘူမိနိုင်ငံရေးပေါ်လိလျူရှုလာခဲ့မှုတွေကတရုတ်တို့အတွက်ဖြစ်လာရတယ် မြန်မာရဲ့အင်းကြီးချင်းနိုင်ငံတွေကလည်းမြန်မာမှာရှေးရှေးတည်တံ့မဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီအစိုးရပေါ်ထွက်လာရေးထက်၎င်းတို့အတွက်လက်တလောတည်ငြိမ်မှုရှိရေးနဲ့မဟာဗျူဟာအကျိုးကိုသာကြည့်ရှုလာကြတယ်။အဲဒီလိုဘူမိနိုင်ငံကြီးလေးလျူရှုလာမှုတွေကြောင့်တရုတ်တို့အဖို့မဆိုတလောက်စန့်ကျင်မှုတွေကလွယ်ပြီး၎င်းတို့လူကျင်တလို့ပုံဖော်နိုင်မဲ့အခွင့်အရေးခံကိုရလာတယ်။အဲဒီထက်ပိုပြီးဆူဆူရွရွထွက်ပေါ်လာနိုင်တာကအင်အားကြီးနိုင်ငံများရှင်ပြိုင်လာမဲ့အရေးဖြစ်တဲ့တပတ်နဲ့တပတ်မဟာဗျူဟာရအသာစီးရမှာကိုစန့်တင်လာခြင်းဒေတာတွေမတည်ငြိမ် ငင်ဖြစ်အောင်ကြိုးပမ်းလာခြင်းဩဇာအာဏာလွှမ်းမိုးနိုင်ရေးနဲ့တဘာဝရှင်မြင့်များအတွက်ပြိုင်ဆိုင်လာခြင်းမျိုးဖြစ်တဲ့ဒီလိုဖြစ်လာပါကမြန်မာက၎င်းတို့ရှင်ပြိုင်ရာစက်ကုံကြီးဖြစ်လာပြီးအခုထပ်ပို့ပြီးတော့တောင်ကတောင်းကနေဖြစ်လာနိုင်တဲ့မတိမငင်ဖြစ်လာမှုတွေနဲ့အုပ်ချုပ်ရေးမှာကွက်လက်ကြီးဖြစ်ပေါ်လာမှုတွေကြောင့်လက်နက်မောင်ခိုမှသည်မူရင်စေဝါဒီတရားမဝင်စီးပွားရေးများကြီးထွားချိန်ပြန်လာမှာဖြစ်တဲ့နိုင်ငံတကာရဲ့တာဝန်မဲမှုကမြန်မာကိုငြိမ်းချမ်းသာရပြီးဖွံ့ဖြိုးလာမယ်အစားချီးနဲ့ရင်ရင်လာပြီးပြည်ပမှာကျူးကန်ချဲလဲခံရတဲ့ NGC ကိုတွန်းပ ဖို့နေတယ်လို့ဖြစ်လာခဲ့တယ်။မြန်မာက2021မတိုင်မီနိုင်ငံရေးအကြက်တဲမှာရေရှည်လက်နက်ကိုင်းပဋိပက္ခကြီးဖြစ်ရောက်ရှိလာခဲ့ပြီဖြစ်တဲ့စစ်တပ်နဲ့တော်လိုင်းအင်အားစုတွေကလည်းကိုယ်ယီမှန်ချက်နဲ့ကိုလှောင်ရှားနေကြတဲ့နိုင်ငံတကာအတိုင်ဝန်းကလည်းဗာဒီပါတာနေနေကြပြီးမြန်မာကလက်ရှိအနေထားမှာရုံထွက်နိုင်ဖို့ကိုနီကိုဟန်နဲ့အဖြေရှာတော့မှာဖြစ်တဲ့ကိုလိုနီခေဗစ်တရှားတက်သည့်ပညာရှင်ဂျွန်အက်စ်ဖာနီဘေမှာ ဗမာပြည်ရဲ့နိုင်ငံရေးစီးပွားရေးမိတ်ဆက်စာတမ်းမှာမြန်မာဟာအချိန်နည်းနဲ့အများဆိုသလိုမင်းမဲစရိုက်နဲ့ဘယံပဒါဖြစ်လာခဲ့မယ်ဆိုရင်နှောင်းလူတွေကမြန်မာကိုတရုတ်ရဲ့ပြည်နယ်တစ်ခုဖြစ်တွေ့မြင်ရလိမ့်မယ်လို့တတိပေးခဲ့ဘူးပါတယ်။ပုံမှန်အေးချမ်းနေတဲ့အချိန်များဆိုရင်တော့ဖာနီဘင်ရဲ့စကားကဘလို့မှပိုလို့နေလို့ယူဆရမှာဖြစ်တော့လေနန်းနန်းရှမ်းရှိုင်းမတည်ငြိမ်မှုတွေနဲ့ရှင်ဆိုင်နေရတဲ့လက်ရှိအချိန်မှာတော့ဖာနီဘင်ရဲ့စကားကစိတ်မသက်မသာဖြစ်စရာကောင်းလောက်အောင်စီလျော်နေပြန်ပါတယ်။မြန်မာဟာတရုတ်ရဲ့ပြည်နယ်တစ်ခုတကယ်တမ်းဖြစ်လာနိုင်ပွဲမရှိတော့လေမြန်မာနိုင်ငံ ရေးနဲ့ပြန်လည်ဖွဲ့စည်းမှုအပေါ်တရုတ်တို့လွှမ်းမိုးလိုမှုကြီးထွားလာပြီးတပြေပြေးအဆုံးသတ်ပေးနိုင်တဲ့အနေအထားရောက်ရှိလာပြီဖြစ်တယ်လို့စောင်းပါကိုနီကုံချုပ်ထားပါတယ်ဒီလိုချိန်နေမျိုးနဲ့ရင်ဆိုင်လာရချိန်မှာမိမိတို့အကျိုးပုံပွဲမှာစိုးလို့တော်လကောင်တစ်ဖက်ကမခံချင်စိမ့်နေတော်လကောင်စစ်ကောင်ဆောင်တွေကိုမျက်စိမိန်ထောက်ခံနေကြသူတွေကတိုင်းပြည်ပေါ်တစ္ဆာဖောက်သူတွေဖြစ်တမိုင်းမှာတိုင်ရင်မဲ့ဖြစ်ကိုတတိချက်လင်းလာပြီလို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်